ပါဘူးလို့တွေးမိတိုင်းကြောက်ထုသမားတွေကအချက်ပေါင်းရာချီပြီးတုတ်တုတ်မှလှုပ်တဲ့ကြောက်တုံးကြီးကိုခွဲနေတာကိုမြင်အောင်ကြည့်ပါတတ်မှတ်ထားတဲ့အချက်ကြီးတရားတစ်ချက်ကိုရောက်တဲ့အခါမှာကြောက်တုံးဟာနှစ်ပိုင်းကွဲသွားတယ်ဒီလိုဖြစ်တာကနောက်ဆုံးထုလိုက်တဲ့အချက်ကြောင့်မဟုတ်ဘဲရှေ့ရအားဆိုင်ခဲ့တဲ့အချက်ရင်များစွာကြောင့်ဖြစ်တယ်ဒီစကားကတော့ NBA Basketball အသင်း San Antonio Spurs ရဲ့အဝတ်လဲကမ်းမှာကတ်ထားတဲ့ American Photo Journalist Jacob Reese ရဲ့ထင်ရှားတဲ့စကားပဲဖြစ်ပါတယ် ကျွန်တော်တို့လူတော်တော်များများကောင်းတဲ့အကျင့်တွေနဲ့သူတို့ရဲ့မူလအကျင့်ဟောင်းတွေကိုအစားထိုးဖို့ကြိုးစားကြပါတယ်။အဲတရက်ကနေတပတ်လောက်ထိအကောင်းဆုံးလုပ်ဖို့ကြိုးစားကြပြီးသူတို့လုံနိုင်ပြီလို့ထင်သွားတတ်ကြပါတယ်။တိတ်မကြခင်မှာပဲသူတို့စူးစမ်းလုဆောင်ခဲ့တဲ့အကျင့်တွေကပြန်ပြီးတော့ပြက်ပြက်သွားတတ်ပါတယ်။ဒါတွေကဘာကြောင့်ဖြစ်နေတာလဲ။အကျင့်တစ်ခုဆွဲမြင်လာဖို့ဘာတွေလုဆောင်ရမလဲဆိုတာတွေကို James Clear ကဒီစာအုပ်ထဲမှာကြကြနနအဖြေရှာဖော်ပြပေးထားတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့မွင်းစာရေးသားသူ James Clear ကအလေးအကျင့်တွေနဲ့ဆုံးဖြတ်ချက်ချခြင်းတိုးတက်ရေးအတွက်လှုံ့ဆော်ခြင်းစတဲ့ neighbor ကိုအထူးပြုလေ့လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အခု Atomic Habits စာအုပ်ဟာ New York Times Magazine ရဲ့အယောင်ရဆုံးစာရင်းဝင်စာအုပ်လည်းဖြစ်ခဲ့ပါတယ်။ Times Magazine Wall Street Journal တွေမှာလည်းစောင်းမားတွေရေးသူဖြစ်ပြီးတော့ jamesclear.com မှာလာစင်တိုင်းဝင်ရောက်ကြည့်ရှုလေ့လာသူတန်ပေါင်းများစွာရှိတဲ့စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။စာရေးသူကအရင်ဆုံးတော့အကျင့်တစ်ခုဖြစ်လာအောင် ကိုကစစ조사ရတယ်။အဲ့ဒီနောက်မှာတော့ဖြစ်တည်သွားတဲ့အကျင့်ဟာကိုကိုပြန်မောင်းနေသွားတယ်။ဗဇက်နဲ့ပြောတာကအရန်လွယ်ပေမဲ့လက်တွေ့လှုပ်ဆောင်ရတာအရန်ခက်ခဲတယ်။ကောင်းတဲ့အကျင့်တစ်ခုရဖို့တော့အချိန်ယူပြည့်စုံရပါတယ်။အောင်မြင်မှုဆိုတာဘဝမှာတင်းငယ်တဲ့နိုင်ပွဲလေးတွေကိုများများစုသွားနိုင်ဖို့လိုတယ်။အဲဒီလိုမျိုးရှင်းလင်းပြီးမျက်စိတွေပေါ်အောင်အသေးစိတ်ကြကြနဲ့ကိုယ့်ရဲ့အကျင့်တွေပြောင်းနိုင်ဖို့နီလန်ပေါင်းများစွာကိုဒီဆောက်ထဲမှာစာဖတ်သူတွေလေ့လာနိုင်ဖို့အတွက်စာရေးသူကတင်ပြပေးထားပါတယ်။ ဆိုတော့ရွှေနားစင်ပရိသတ်တွေအတွက်ဒီစာအုပ်ကိုအနှစ်ချုပ်ဖော်ပြပေးမယ့်နေရာမှာကျွန်တော်တို့အခန်းသုံးခန်းခွဲပြီးတော့ရှင်းလင်းအောင်ပြောပြပေးသွားပါမယ်။အခန်းတက်မှာတော့ The Surprising Power of Atomic Habits သိငယ်တဲ့အလေးချင်းတွေရဲ့စွမ်းအားအခန်းနဲ့မှာတော့ Four Laws အလေးချင်းတွေအတွက်လိုက်နာရမယ့်နေရာမှာ၄ခုအခန်းသုံးမှာဆိုရင်တော့ Stay motivated in life and what's right ဘဝနဲ့အလုံးမှာစိတ်ခွန်အားပြည့်ဝနေစေဖို့စားတဲ့အခန်းသုံးခန်းနဲ့ကျွန်တော်ရှင်းလင်းဖော်ပြပေးသွားပါမယ်ခင်ဗျာ။ ေးငယ်တဲ့အလေးကျင့်တွေရဲ့စွမ်းအား1908ခုနှစ်နောက်ပိုင်းကစပြီးပြည်ထိန်စပိန်စီအားကစားဟာစွမ်းဆောင်ရည်ဆိုးရွားမှုနဲ့ရင်ဆိုင်နေခဲ့ရပြီးတော့အဲ့ဒီကာလနောက်ပိုင်းမှာတော့ရွှေတစိမ့်စုလည်းတခုပဲရခဲ့ပါတယ်။အဲဒီလိုနဲ့နှစ်ပေါင်း130အတွင်းမှာရလက်ဆိုးရည်နဲ့ပဲနှပန်းလုံးခဲ့ရပါတယ်။ဒီလိုဆိုးရွားနေတဲ့ရလက်တွေကြောင့်ဥရောပကစပိန်စက်ရုံတွေကသူတို့အဖွဲ့အတွက်စပိန်ရောင်းပေးဖို့တောင်းမှငင်းလာကြပါတယ်။ အဲသူတို့ရဲ့စက်ယုံကစပိန်တွေကိုဒီကစားသမားတွေကစီးနေတယ်ဆိုတော့မြင်ရရင်ရောင်းအားကြမှာကိုစိုးရင်တဲ့အတွက်ကြောင့်ပါဒါပေမဲ့2003ခုနှစ်ရောက်မှာတော့ပြည်ထိုင်စပိန်အဖွဲ့ရဲ့ကံကြမ္မာကတဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ် Dev Brayforce ကိုအရေးသွေးတိုးတက်ရေးဒါရိုက်တာအနေနဲ့သူတို့ကခန့်အပ်ခဲ့ကြပါတယ် Dev ရောက်လာတဲ့အချိန်မှာအနှစ်နဲ့အလားလားတန်ကြီးတက်နေတဲ့ကစားသမားတွေနဲ့အခြားဆက်ဆက်အရာတွေကိုစတင်ပြောင်းလဲဖို့သူစူးစမ်းခဲ့တယ်အဲသူ့ရဲ့နီလန်ကတော့ဝုံတိုင်းကျပြောင်းလဲသွားတာမျိုးထက် တပိုင်းချင်းစီမှာတရာခိုင်နှုန်းလောက်တိုးတက်အောင်လှုပ်သွားဖို့စတင်စီစဉ်ခဲ့တာပါလှုပ်ဆောင်သမျှကိစ္စတိုင်းမှာလည်းမဖြစ်စလောက်တိုးတက်မှုလေးတွေကိုရရှိအောင်လှုပ်သွားဖို့လေသူကရည်ရွယ်ခဲ့ပါတယ်အရင်ဆုံးသူစတင်လှုပ်ဆောင်ခဲ့တာတွေကကစားသမားတွေရဲ့စပိန်စီးထိုင်ကုန်တွေကိုဒီဇိုင်းအစ်စ်ပြုပြင်ပြောင်းလဲလိုက်တာပါဘာကြောင့်လဲဆိုတော့ကစားသမားတွေထိုင်တဲ့အခါတက်တောင်တက်တာဖြစ်နေစေဖို့အတွက်သူကရည်ရွယ်တာလည်းဖြစ်ပါတယ်နောက်ထပ်လှုပ်ဆောင်တဲ့အရာကတော့စပိန်ဘိန်းတွေရဲ့ကိုအားကောင်းဖို့အတွက်လှုပ်ဆောင်ခဲ့ပါတယ်ဘိန်းတွေမှာအရက်ပြန်တုတ်တာတွေလှုပ်ဆောင်ခဲ့ပါတယ် ကစားသမားတွေစီးတဲ့ဖက်နက်တွေမှာကြွက်သားရဲ့အပူချိန်ထိန်းညှိပေးတဲ့ဖက်နက်တွေကိုပြောင်းလဲဝတ်ဆင်စေခဲ့ပါတယ်။ဒါရီအပြင်ကစားသမားတွေရဲ့လေ့ကျင့်ခန်းလှုပ်ဆောင်မှုတွေကိုစောင့်ကြည့်တဲ့ biofeedback sensor တွေကိုလည်းတက်ဆင်အသုံးပြုခဲ့ပါတယ်။လေခွင်းအားပိုကောင်းတဲ့ဝတ်ဆောင်တွေကိုစနစ်တကျပြောင်းလဲဆန်းသတ်တယ်။ပြီးတော့ပေါ်ပါတဲ့ဝတ်ဆောင်တွေကိုလည်းပြောင်းလဲဝတ်ဆင်စေခဲ့ပါတယ်။ Dave ကအများစုသတိမထားမိတဲ့အရာလေးတွေမှာတရားခိုင်နှုန်းစီတိုးတက်အောင်စနစ်တကျလှုပ်ဆောင်ခဲ့ပြီးတော့ပြုပြင်ပြောင်းလဲရေးတွေကိုကြကြနာနာလှုပ်ဆောင်သွားခဲ့တာပါ။ ။အဲနောက်ထပ်သူ့ရဲ့အသေးစိတ်လှုပ်ဆောင်ချက်တွေကိုကစားသမားတွေရဲ့ကြွက်သားတွေအတွက်လိန်စေးတွေစမ်းသက်သုံးဆွဲတာကစားသမားတွေရဲ့ကျန်းမာရေးအတွက်ပို့ပြီးတော့ဂယူတဆိုင်လှုပ်ဆောင်ပေးတဲ့အပိုင်းတွေမှာလည်းအားထည့်ခဲ့ပါတယ်။သူတာဝန်ယူပြီး9နှစ်ကြာ2008ဘေကျင်းအိုလံပစ်ပြိုင်ပွဲမှာစပိန်စီအားကစားနဲ့ပတ်သက်တဲ့ရွှေတစိမ့်စုရဲ့60ရာခိုင်နှုန်းကိုပြည်ထိုင်စပိန်စီအဖွဲ့ကရရှိပြီးတော့အောင်ပွဲခံနိုင်ခဲ့ပါတယ်။နောက်ထပ်၄နှစ်အကြာလန်ဒန်အိုလံပစ်ပြိုင်ပွဲမှာလည်းပြည်ထိုင်စပိန်စီအဖွဲ့ကအိုလံပစ်စံချိန်၉ခုနဲ့အတူ ကမ္ဘာစံချိန်ခုနှစ်ခုထပ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီတနက်ထဲမှာပဲစပိန်စီအဖွဲ့တွေကအားကစားသမား Bradley ကတော်ဒီ France ရဲ့ပထမဆုံးအနိုင်ရသူပြီးတိန်စပိန်စီအားကစားသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း2015 2016 2018ခုနှစ်တွေမှာလည်းဇက်တိုက်အနိုင်ရခဲ့ပါတယ်။ဒါဟာ6နှစ်အတွင်းပြီးတိန်အသင်းကတော်ဒီ France မှာ9ချိန်ဆက်အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။2008ခုနှစ်ကနေ2018ခုနှစ်10နှစ်တာအတွင်းမှာပြီးတိန်စပိန်စီအဖွဲ့က ကမ္ဘာချန်ပီယံစု198ခုနဲ့အိုလံပစ်ရွှေတံဆိပ်66ခုအထိရရှိခဲ့ပါတယ်။ဆိုတော့ဒီလိုမျိုးအောင်မြင်မှုတွေကဘလို့ဖြစ်နိုင်ပါလဲ။ဘလို့လုပ်ပြီးတော့ရောဖြစ်လာခဲ့တာလဲ။တာမန်အဆင့်ကနေကမ္ဘာအဆင့်အထိတိုးတက်ပြောင်းလဲအောင်လှုပ်ဆောင်ပေးနိုင်ခဲ့တာတွေကဘာတွေဖြစ်မလဲ။စာဖတ်သူရဲ့ဘဝမှာရောဒီနည်းလမ်းနဲ့အတူဘလို့တိုးတက်မှုတွေဖြစ်အောင်လှုပ်ဆောင်ကြမလဲ။ဘဝအတွက်အကောင်းဆုံးလှုပ်ဆောင်မှာလားပို့ဆိုးသွားအောင် လုပ်မှာလားဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ တနေ့မှာတိရခိုင်နှုံပိုဆိုးအောင်လုပ်ရင်တနေ့မှာတုံညာတသမကိုကိုပို့ပြီးတော့ဆိုးရလာပါလိမ့်မယ်တနေ့မှာတိရခိုင်နှုံပိုကောင်းအောင်လုပ်ရင်တော့တနေ့မှာတိတသမတုံညာတက်ပိုကောင်းလာပါလိမ့်မယ်မြင်သာအောင်ပြောရမယ်ဆိုရင်တော့တနေ့အကြာမှာကိုယ့်ရဲ့စွမ်းဆောင်ရည်က38ဆုပိုကောင်းတဲ့ရလက်ကိုရရှိလာမှာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကကိုကိုကိုတိုးတက်အောင်လုပ်ဆောင်တဲ့အခါမှာ compound interest လို့ခေါ်တဲ့နှစ်ထပ်တိုးဂုဏ်သတ္တိဆိုတာရှိပါတယ်ဒီနှစ်ထပ်တိုးနှိယာမအရာ ငွေဆိုလဲပိုများလာတယ်လို့အလေးချင်းဆိုလဲပိုပြီးတော့တိုးတက်လာလိမ့်ရှိပါတယ်။တရားထဲမှာတော့ဘာမှသိတာရမျိုးမရှိပေမဲ့လရီနှစ်တွေကြားလာတဲ့အခါမှာတက်ရောက်မှုရလက်ကကြီးမားပါတယ်။တရားခိုင်နှုန်းတိုးတက်မှုက ရေတိုးမှသိတာမှုမရှိပေမဲ့ဒီတိုးတက်မှုကရေရှိမှအကျိုးရလက်ပိုကောင်းပါတယ်။တစ်ဖက်ကပြန်ကြည့်ရင်လဲပိုဆိုးတဲ့အရာတွေကိုနေတိုင်းလှုပ်ဆောင်မိနေတယ်ဆိုရင်တော့တစ်နှစ်တာမှာတုံညာနီးပါကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကကြာဆင်းသွားပြီးတော့တိတာတဲ့ပြောပလောက်တဲ့အရာဖြစ်လာပါတယ်။ တရက်ပြီးတရက်တရခိုင်နှုန်းအမားတွေကိုထပ်တလဲလဲလှုပ်ဆောင်ပြီးတော့စိတ်သက်သာစေမဲ့အကြောင်းပြချက်လေးတွေပေးနေမိမယ်ဆိုရင်တော့အစိတ်အောက်ဖြစ်စေမဲ့ရလက်ဆိုးတွေကိုပဲထွက်ပေါ်လာပါလိမ့်မယ်တရခိုင်နှုန်းအပြောင်းလဲတွေကိုအလေးချင်းတစ်ခုအနေနဲ့မွေးမြူလှုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့အချိန်တွေအကြာကြီးဖြစ်လာတဲ့အခါမှာကိုဘလို့လူမျိုးဖြစ်တယ်ဆိုတာကိုတတ်သိပြလို့ရတဲ့အထိကွာခြားချက်နဲ့အတူအဆုံးဖြတ်ပေးလာနိုင်မှာလိမ့်မယ်အောင်မြင်မှုကနေ့စဉ်အလေးချင်းတွေရဲ့ထုတ်ကုန်လို့ပြောရင်လည်းမမှားပါဘူးတသက်မှာတစ်ချိန်နဲ့ထပြီးတော့ပြောင်းလဲလို့မရပါဘူး ဥပမာလေးတစ်ခုကြည့်ရအောင်ပါတန်းကြွယ်တထေးတယောက်ကသူ့ရဲ့လစဉ်ဝင်ငွေထပ်ပို့ပြီးဖြုံးနေတယ်ဆိုရင်တော့လမ်းစိုးတစ်ခုပေါ်သူစတင်ဖြတ်တန်းနေပါပြီသူ့ရဲ့ငွေသုံးဆွဲတဲ့အလေးချင်းတွေကိုမပြောင်းနိုင်ဘူးဆိုရင်တော့မကြခင်သူမွေးသွားနိုင်ပါတယ်ဒါကြောင့်သူ့အနေနဲ့အချိန်မီငွေသုံးဆွဲတဲ့ပုံစံကိုပြောင်းဖို့လိုပါတယ်ပြောင်းပြန်ပြန်စဉ်းစားရမယ်ဆိုရင်တော့စာဖတ်သူအနေနဲ့မချမ်းသာဘူးအဲဒါပေမဲ့လစဉ်ဝင်ငွေကိုနည်းနည်းချင်းစတင်စုဆောင်းသွားမယ်ဆိုရင်တော့တနေ့နေ့တစ်ချိန်ချိန်မှာ ငွေကြေးလွတ်မြောက်မှုအခြေအနေတစ်ခုစီကိုရောက်လာမှာပါကိုစုဆောင်းနိုင်တဲ့ပမာဏနည်းနေတယ်ဆိုရင်တော့ကောင်းတဲ့လမ်းကြောင်းပေါ်မှာရှိနေတာပဲဖြစ်ပါတယ်ကိုရဲ့လက်ရှိငွေကြေးအခြေအနေကကိုအရင်ကသုံးဆွဲခဲ့တဲ့ငွေကြေးသုံးဆွဲပုံအပေါ်မှာထင်ဟပ်နေပါတယ်ကိုရဲ့ကိုလေးချင်းကကိုရဲ့စားတောက်နေထိုင်မှုပုံစံကြောင့်ပါပဲကိုရဲ့အသိပညာရေးချင်းကလည်းကိုရဲ့လေးလာသင်ယူမှုအရာဖြစ်လာတာပါ စာဖတ်သူအနေနဲ့ကိုထက်ခါတလဲလဲလုတ်ခဲ့တဲ့အရာကိုပဲကိုပိုင်ရရှိမှာဖြစ်ပါတယ် ကိုရဲ့ဘဝဘယ်ကိုရောက်နေမလဲကြိုသိခြင်းရင်အများကြီးလုပ်ဖို့မလိုပါဘူးကိုနေ့စဉ်ဘာတွေကိုရွေးချယ်လဲဆိုတော့တင်းငယ်တဲ့အရာတစ်ခုချင်းစီကိုဆက်ဆက်ကြည့်လိုက်လို့ရပါတယ်ဒီနေ့မှလှုပ်ဆောင်လိုက်တဲ့တင်းငယ်တဲ့လုပ်ရည်လေးတွေကနောက်10နှစ်အနည်း20မှာနှစ်ထပ်တိုးနီးရာမတွေနဲ့ပေါင်းစည်းသွားပါလိမ့်မယ်ဆိုတော့မိတ်ဆွေအနေနဲ့အခုချိန်စဉ်းစားရမှာကကိုရဲ့ဝင်ငွေကိုလျှော့ချပြီးသုံးမလားအပတ်တိုင်းအားကစားလုပ်မလားနေ့တိုင်းစာအုပ်တွေဖတ်ပြီးလေ့လာသင်ယူနေလားဒါရီကကိုနေ့တိုင်းတိုက်နေတဲ့တိုက်ပွဲလေးတွေမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အနာဂတ်အတွက်သတ်မှတ်ပေးပါလိမ့်မယ်။ဒီနေရာမှာ positive compounding လို့ခေါ်တဲ့အပေါင်းလက္ခဏာဆန်းဆန်းပေါင်းစပ်မှုနဲ့ negative compounding လို့ခေါ်တဲ့အနှုတ်လက္ခဏာဆန်းဆန်းပေါင်းစပ်မှုကိုဆက်ပြီးတော့ပြောချင်ပါတယ်။ positive compounding မှာတော့ productivity compounds အလုပ်လုပ်နိုင်စွမ်းတွေပေါင်းစပ်မှု knowledge compounds အသိပညာပေါင်းစပ်မှု relationship compounds ပေါင်းသင်းဆက်ဆံရေးပေါင်းစပ်မှုတွေပဲဖြစ်ပါတယ်။အခြားတစ်ဖက်က negative compound မှာတော့ stress compounds စိတ်ဖိစီးမှုများစွာပေါင်းဆက်မှု negative thoughts compounds မကောင်းတဲ့အတွေးတွေတွေးနေတဲ့ပေါင်းဆက်မှု outrage compounds ဒေါသမောဟတွေရဲ့ပေါင်းဆက်မှုစတာတွေပါဝင်နေပါတယ်